မင်္ဂလာပါရှင်ယခုဖတ်ပြမှာကတော့စံခီရေးသားထားတဲ့ကိုရိုင်းသိရှိသွားမှုဆိုတဲ့အစီအစာကလေးကိုဖတ်ပြမှာဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါအောင်ရှင်။ Religion and Tradition ဘာသာရေးနဲ့ထုံတန်းစင်လားစင်တူတော်တွေကိုကြည်ကြံအဖြစ်လူတွေဟာကိုယ့်လူမျိုးကိုယ်ရင်ကျေမှုထုံတန်းစင်လားတွေပတ်ကိုဆွဲပြီးဘာသာရေးကိုအသုံးပြုကြတယ်ဆိုတာကိုတွေ့မြင်နိုင်တယ်အသုံးပြုတယ်ဆိုတဲ့စကားအကြောင်းကိုတော့နောက်မှရှင်းပါမယ်ဗုဒ္ဓဘာသာအများစုရှိတဲ့နိုင်ငံတွေမှာရှိတဲ့စင်တူတော်တွေကိုလေ့လာကြည့်မယ်ဆိုရင်တနိုင်ငံနဲ့တနိုင်ငံမတူကြဘူးတရုတ်ပြည်ကဗုဒ္ဓဆိုရင်တရုတ်ရုပ်ထွက်တယ်မြန်မာပြည်ကဗုဒ္ဓဆိုရင်မြန်မာရုပ်ထွက်တယ်စသဖြင့်ပေါ့လေဒါဗုဒ္ဓဘာသာမှမဟုတ်ပါဘူး ခရစ်ယာန်ကိုကြည့်ရင်လည်းအဲ့ဒီလိုပဲအနောက်တိုင်းကခရစ်တော်ရဲ့ဆင်းတူတော်ကအသားဖြူဖြူသပင်ရွှေရောင်နဲ့ညလုံးကြည်ပြရောင်ဖြစ်နေတယ်။တကယ်တမ်းအသားတန်လွင်ရောင်သပင်အနက်ရောင်ညလုံးအညိုဖြစ်ရမှာအဓိကပြောချင်တာကတော့လူတွေရဲ့အတားကြောင့်အချိန်ကာလတစ်ခုမှာတရားတော်တွေ distortion တွန့်သွားခြင်းဖြစ်သွားတာရဲ့ပြီးတော့ဘာသာရေးနဲ့ထုံနှန်းစင်လာတွေရောကုန်လာရေကိုပါဖះမပြောခဲ့ဘဲနဲ့ပြောခဲ့တဲ့ရန်ရောင်ကိစ္စတွေအများကြီးရှိပါလိမ့်မယ် ဥပမာဖះမှာမိမဝင်လို့မရတဲ့နေရာတွေရှိတဲ့ကိစ္စတို့ဖះအကြောင်းနဲ့ဝင်ရင်ဖနှက်ချွတ်ရတာတို့စသဖြင့်ပေါ့အကြောင်းတော့ရှိမှာပါဒါပေမဲ့ဖះတားမြင့်တဲ့ထဲမှာပါလိမ့်မယ်လို့မယူဆပါဘူး tradition လို့ခေါ်တဲ့ထုံတန်းစင်လာကြောင်းပဲဖြစ်ပါတယ်အပေါ်အစကားကိုဆက်ရမယ်ဆိုရင်ဘာသာရေးဆိုတာ civilization လို့ခေါ်တဲ့လူရင်ချင်းမှုကြီးရဲ့အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်တိရစ္ဆာန်တွေနဲ့အတူ ရောနှောနေတိုင်း အသိဉာဏ်ကြီးမားမှုကြောင့်လို့ဆိုပြီးဖြစ်လာကြတဲ့နောက်ပို၍ပို၍မြင့်မာတဲ့နေရာကိုရောက်အောင်ဘာသာရေးကဆွမ်းဆောင်ပေးနိုင်ရမှာဖြစ်ပါတယ်။ဥပမာကွန်ပျူတာဆိုင်ယံမေဂျာနဲ့အလုပ်ရဖို့အရင်ဆုံးသင်ချာမှာထူးချွန်ရပါမယ်။သင်ချာကို tools တို့မဟုတ် instrument အနေနဲ့အသုံးပြုရပါမယ်။ထို့နည်း၎င်းပဲအသိဉာဏ်မြင့်မားလာဖို့မေတ္တာတရားတွေကြီးမားလာဖို့အတ္တဆွဲတွေ ဖြုတ်ချနိုင်ဖို့ဘာသာရေးကိုအသုံးပြုရပါမယ်။ဒီတောင်းစိတ်ပြီးလှပပြည့်စုံလို့တဲ့တရားတော်တွေဟာလည်း တကယ်တော့တန်တရာမြစ်ကိုဖြတ်တဲ့အချိန်မှာ ပြင်းထန်တဲ့အတ္တမုန်တိုင်းတွေကြောက်စရာကောင်းတဲ့အဝိဇ္ဇာဝဲကြီးရက်တွေကိုစန့်စန့်ခံပြီးတစ်ဖက်ကန်းကိုပို့ပေးနိုင်ပေလေတစင်းမှာပဲဒါပေမဲ့တစ်ဖက်ကန်းကိုရောက်ရင်အဲ့ဒီလေကိုထားခဲ့ရမှာပါဘာလို့လဲဆိုတော့အဲ့ဒီလေဓမ္မတရားတော်တွေဟာလည်း instrument တစ်ခုပါပဲဒါပေမဲ့ဒီအတ္တတွေရှင်းထုတ်ဖို့လမ်းစဉ်ကိုထုံတန်းစင်လားဆိုရဲမျက်မှန်တက်ပြီးကြည့်မယ်ဆိုရင်တွန့်ခေါက်မှုတွေရှိနိုင်ပါတယ် ထုံတန်းစင်လာကိုအေးမထားဖို့ပြောတာမဟုတ်ပါဘူးအတ္တကင်းတဲ့ဓမ္မတရားတွေကို ထုံတန်းစင်လာနဲ့မယောမိဖို့အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ထုံတန်းစင်လာဆိုတာလူတွေရဲ့ဖန်တီးမှုတွေပါတရားတော်တွေတောင်းနှစ်ကာလကြာလာတဲ့အချိန်မှာဗုဒ္ဓပြောခဲ့တာတွေမဟုတ်တဲ့အထကထာဆရာတွေရဲ့ပြုပြင်ဖြည့်ဆည်းမှုတွေရှိလာပါတယ်။ဒါကြောင့်ဘာသာရေးနဲ့ထုံတန်းစင်လာတို့ရဲ့မတူညီတဲ့လှုပ်ဆောင်ချက်တွေကိုတည်တည်ချာချာရှင်းရှင်းလင်းလင်းသိဖို့ကြိုးစားတဲ့နယ်။ဘာသာရေးဟာ ကိုကိုကိုဆုံးမတက်လာအောင်ဖြိုးထောင်တက်လာအောင်အတွက်ဖြစ်သင့်ပြီးထုံနှံစင်လာကတော့ကိုလူမျိုးကိုရွေးရမပြောင်ပြအောင်ထိမ့်သိမ့်မှုအတွက်ဖြစ်ပါတယ်။ taste နှစ်သက်တမှု sociology လူမှုဗေဒလေးလာပြုစုမှုတွေအရလူတအုပ်နဲ့တအုပ်နှစ်သက်တတဲ့အရာတွေဟာကြီးပြင်းရအရက်အတိုင်းဝိုင်းကွာခြားတာနဲ့အမျှရွေးချယ်မှုအဆင့်တန်းတွေကွာခြားသွားတယ်လို့ဆိုရယ်ကိုနှစ်သက်တဲ့အရာတွေဟာကိုအဆင့်တန်းလို့ဆိုရမယ်။ဒါပေမဲ့ အဲ့လိုပြောလို့ classism လူရန်စားခွဲကြတာလားဆိုတော့မဟုတ်ပါဘူးတချို့ကချွတ်တယ်ပေမဲ့တန်တန်ရှင်ရှင်တတ်တတ်ရရနဲ့ရှိတာလေးနဲ့အဆင့်တန်းရှိရှိနေတတ်တယ်လို့စာပေအနုပညာခန်းစားနိုင်မှုအဆင့်မြင့်ကြတယ်တချို့ကြတော့ချမ်းသာကြွယ်ဝတော့လည်းပဲအနေအထိုင်ပစ္စလက္ခဆံပြီးနိုင်ကြတဲ့စာပေအနုပညာတွေလောက်ပဲခန်းစားတတ်ကြတယ်ဆိုတော့ social status လို့ခေါ်တဲ့လူမှုအဆင့်တန်းနဲ့လည်းတိုက်ရိုက်မဆန်မြင်ဘူး taste only comes with acquisition and maturity နှစ်သက်တမှုဟာရှာဖွေစုဆောင်းခြင်းနဲ့ရင့်ကျက်လာမှုကပဲရရှိနိုင်ပါတယ် you cannot teach taste လို့လဲရုပ်ရှင် writer jeron howard တခါပြောခဲ့ပူတယ်နှစ်သက်တမှုကိုသင်ပေးလို့မရဘူးတဲ့အပေါ်ကအစလိုပေါ့ရှာဖွေစုဆောင်းမှုနဲ့ရင့်ကျက်လာမှုလိုအပ်တယ် your in ဒါကကောင်းတာဒါကိုကြိုက်လို့လုပ်လို့မရနိုင်ပါဘူးတနည်းအားဖြင့်အချိန်တစ်ခုလိုအပ်တယ် ေချာတွေးကြည့်တော့ဟုံဝင်ကြောင်တွေ့ရတယ်။ကိုရိုင်းတွေးကြုံဖြတ်တန်းခဲ့တဲ့အဖြစ်အပျက်တွေနဲ့ချိန်ဆပြီးပြောတာပါ။ကိုနှစ်တက်တတ်တဲ့အရာတွေဟာပုပ်ကလေးကသိမ့်ဆန်ပြီးတကူရေးပျော်ရွှင်မှုအတွက်ရွေးချယ်ကြတာဖြစ်တယ်။ဒါပေမဲ့ကိုနှစ်တက်လက်ခံထားတဲ့အရာတွေဟာကိုအစင်တန်းလူမှုအစင်တန်းထက်အသိဉာဏ်အစင်တန်းဖြစ်တဲ့အတွက်ဘသူမဆိုဆက်ဆက်ထိမကန်ဖြစ်တတ်ကြပါရဲ့။ကာကွယ်တဲ့ defenses တဘောကိုလည်းတွေ့ရတယ်။ကျွန်တော်ငငယ်က Bon Jovi ဆိုတဲ့ဒီဝိုင်းကို အသေးဆွဲအယူအမှုကြိုက်နှစ်တက်ခဲ့မှုတယ်။ကဘာပေါ်မှာအကောင်းဆုံးအတော်ဆုံးဘန်းလို့တက်ထစ်ချယုံကြည်ထားခဲ့တယ်။သဘောမတူတဲ့သူဆိုရင်တောင်းရန်သူတယောက်လာမြင်ခဲ့တယ်။ US ကိုရောက်တော့အဲ့ဒါကိုတီးသွားတဲ့အတော်ရဲ့ယောက်ျားကပြောတယ်။ Bon Jovi ဆိုတာမနူးမနက်ကောင်မလေးတွေကြိုက်တဲ့ဘန်းနဲ့ကျွန်တော်ရဲ့သွေးတွေစူပတ်သွားပြီးနရွက်တွေပါပူတက်လာတယ်။ဘာမှလည်းပြန်မပြောတတ်တော့6လတနင်္လာရင်ထဲမှာချိန်မနိုင်ခင်မြဒေါသတွေထွက်ပြီးအဲ့ဒီလူကိုလုံးဝမကြည့်ဘူး။ ပြန်မပြောနိုင်ခဲ့တာကလည်းသူ့ဟာဂီတအကြောင်းနှံ့ဆက်ပြီးသူ့အိမ်မှာကလည်းစီဒီခွေပေါင်းရာနဲ့ချီပြီးရှိတယ်။သူ့ကြိုက်တဲ့ music တွေကိုအဲ့ဒီတုန်းကမကြိုက်နိုင်ခဲ့ဘူး။သူ့ taste ကမြင့်နေတာကိုဒါနောက်မှသိတာပါ။ High school ပြီး college ကိုဂီတ major နဲ့တက်တော့မှ Bon Jovi ဟာအကောင်းဆုံးဆိုတာရဲ့ခဝေဝေမှရှိနေတာကိုသိသွားတယ်။သူတို့ပေါ်ချစ်ကြိုက်မှုမလျော့သွားပေမဲ့အမှန်ကိုသိသွားတယ်။ကိုရိုင်းလက်ခံမှကိုယ့်ရဲ့ taste ဟာပြောင်းသွားတယ်။အစားအသောက်အဝတ်အစား ြည့်တဲ့ရုပ်ရှင်ဖတ်တဲ့စာအုပ်တွေနောက်ဆုံးကိုယ် share တဲ့ post တွေကအစကိုယ့်ရဲ့ taste နဲ့တိုက်ရိုက်သက်ဆိုင်နေတယ်။နှစ်သက်ချင်းမှာမှန်အိမ်မှအီတော့မရှိပါဘူး။ကိုယ်လက်လန်းမိတဲ့လောက်ပဲခူးယူစားသုံးကြတာဖြစ်ပါတယ်။ဒါပေမဲ့တေးကြတာတစ်ခုကတော့ taste မြင့်တဲ့သူတွေများများစုနေတဲ့ဒေသမှာအမှုပညာကိုပဲကြည့်ကြည့်စားတော့ကုံတွေပဲကြည့်ကြည့် fashion တွေကိုပဲကြည့်ကြည့်တိုက်တာအဆောက်အအုံနဲ့ facility တွေကိုပဲကြည့်ကြည့်အသုံးဆောင်ပစ္စည်းတွေကိုပဲကြည့်ကြည့် ထွက်ကုန်တဲ့အားလုံးဟာအဆင်မြင့်ကြတယ်။ Vice versa တံပြန်အမှန်တရားကတော့ထွက်ကုန်တွေရဲ့အဆင်ဟာလည်းလူမှုအတိုင်းအဝိုင်းရဲ့ရေပူရ taste ကို ကိုးစားပြုတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်။ Power of one ကျွန်တော်ငငယ်ကအစွဲအလွန်ကြီးခဲ့တယ်။မန်လေးသားဆိုတော့တာတောင်းဆိုသည်မန်လေးလောက်ကောင်းတာဘယ်မှမှမရှိအစားတောက်ချင်းရှင်မလားရင်ကျေးမှုချင်းရှင်မလားခမ်းနားမှုချင်းရှင်မလားလူလူချင်းရှင်မလားအလုံးနာတာ မန္တလေးမှာမန္တလေးမန္တလေးမဟာမုန်ကြီးကရန်ကုန်ကရွှေတကုံထပ်ပိုတက်ပယ်တဲ့လူတောင်တွေးမိသည်အဲ့ဒါကိုစသလုံးနားသလုံးလာမလုံးလိုက်နဲ့ရန်ဖြစ်ဖို့အသင့်ပဲပယ်မစားဘူးစင်းရဲတဲ့သူတွေစားလို့ဗုဒ္ဓဘာသာဟာအကောင်းဆုံးငါဖျားဟာတခြားဖျားတွေအားလုံးထက်သားတယ်တခြားဘာသာဝင်တယောက်ကမငင်းလိုက်နဲ့ဗဇက်တွေလက်တွေပါလာလိုက်မယ်ငငယ်ကမုံမအောင်ဆဲတန်ခဲ့ဘူးတယ်ဝန်ဂျိုဗီဟာကဘာပေါ်မှာအကောင်းဆုံးဗန်းသဘောမတူတဲ့သူဟာရန်သူရုပ်ရှင်တွေကလို့ လူမဲမျိုးတွေဟာအပြင်မှာလဲလူစိုးကြီးတွေ Mike Tyson နဲ့ Eddie Murphy တို့ကိုတော့အသေးကြိုက်မွတ်စလင်တွေအကောင်လုံးဟာအချင်းမကောင်းသူတွေပြည်ကြီးရုပ်တွေဟာအကုန်အရင်းဆိုင်တွေတယောက်မကျန်ထိုးထိုးသောအဆွေးများနဲ့ကျွန်တော်အမေရိကကိုရောက်ရှိသွားပါတယ်အမေရိကမှာမှနယူးယောက်ကိုရောက်သွားတာပါနယူးယောက်မြို့ဆိုတာကကမ္ဘာပေါ်မှာရှိတဲ့လူမျိုးတွေအကုန်နီးနီးပေါင်းနေကြတဲ့မြို့မှတ်မိသေးတယ်ရောက်စားအတော်နဲ့မြို့တွေလျှောက်လေတော့ နီဂရိုနီဂရိုဆိုပြီးကြဲကြဲပြောတော့အတော်ကအသေးအံတားခဲ့ရဘူးတယ်။အဲ့ဒါကျွန်တော်ခေတုံးကအတော်တော့ចောင်းစားတတော့ English တန်းတွေယူတဲ့အချိန်မှာကိုလိုတခြားနိုင်ငံကရောက်ခါစား immigrants များတဲ့ class တွေယူရတယ်။အဲ့ဒီမှာပြည်ကြီးကတရုတ်တွေနဲ့ပတ်ပင်းတို့တာပဲ။အရင်းဆိုင်တွေဆိုတဲ့ကောင်းတွေဘင်္ဂလားဒေ့ရှ်ကကလာတချို့လည်းရှိတယ်။ဒါပေမဲ့လည်းဒီလိုပဲစအတူတူသင်ကြားရတာပေါ့။တကူက US မှာကဒီမှလိုလူမျိုးရေးဘာသာရေးပြဿနာတိတ်မရှိတော့ အဲ့ဒီအကြောင်းတွေမပြောကြတော့အချိန်တစ်ခုအတွင်းမှာတငယ်ချင်းတွေဖြစ်သွားတာပါပဲ immigrants အချင်းချင်းအတူတူပို့ပြီးတောင်တယောက်နဲ့တယောက်နားလည်လို့ရတယ်နောက်ပိုင်းမှာအော် geopolitics ဆိုတာဒါပါလားဆိုတာသဘောပေါက်သွားတယ်တိလောက်အောင်တယောက်နဲ့တယောက်မုန်းတဲ့လူမျိုးတွေတခြားနိုင်ငံမှာကြတော့မိတ်ဆွေအရင်းကြီးတွေဖြစ်လို့ရတယ်ဒီတွေတွေကနောက်ပိုင်းမှာဝင်လာတာပါ power of one ဆိုတဲ့ခေါင်းစဉ်ဘေးကရလဲဆိုတာပြောပြခြင်းနဲ့ကျွန်တော်ငယ်ကဘတ်စကတ်ဘောသမားတယောက်ပါ professional level ကိုသွားချင်ခဲ့ဘူးတယ်။ကျောင်းဆင်းပြီဆိုရင်အိမ်ပြန်ပိုက်ဖြည့်ပြီးတာနဲ့ကွင်းကိုဦးဆုံးရအောင်သွားတယ်။တယောက်မှမရှိတဲ့အချိန်ဒီကစားတယ်။ချွွှဲရင်လဲဖို့အင်ကြီးတုံးတယ်ပါလာတယ်။တုံးတယ်စလုံးရွှဲတယ်။ဒီလိုနဲ့တရက်မှာကျွန်တော်ဆော့ရင်လည်းဒုက္ခသွားပြီးဘလို့မှထားလို့မရနိုင်အောင်ဖြစ်သွားတယ်။ကွင်းထဲမှာတနားရီလောက်ထိုင်ပြီးမှအိမ်ကိုထောင်းနဲ့ထောင်းနဲ့ပြန်ခဲ့ရတယ်။ဒူဟာကြွယ်တော်ဒီအသေးတလုံးစားလောက်ရောင်နေပြီ။ဆိုဖာပေါ်ပက်လက်အဲ့ဒီအတော်တွင်မှာအိမ်ကိုဘသူရောက်လာလဲဆိုတော့ ဘတ်စကတ်ဘောကစားဘက်တရုတ်ပြည်ကတငယ်ချင်းရောက်လာတယ်။လူနာမေးပေါ့လေ။နောက်နေ့ကျတော့သူ့အမေကိုယ်တိုင်လိုက်လာပြီးဆေးအိုးဆေးမြက်တွေပါယူလာပြီးဆေးတွေပေါင်းပါလေရော။တငယ်ချင်းကရှင်းပြတယ်။သူ့အမေကဆေးဆရာဖြစ်ကြောင်းအယိုးကျော်ကိစ္စတွေလည်းကျွမ်းကျင်ကြောင်းအတော်ကြီးကတော့အင်္ဂလိပ်စာမတက်တော့ပြုံးမိပဲကြည်နေတယ်။ဆေးလဲရရော အေးခံပြီးကျွန်တော်ဒုကောင်ကိုတိတိကျကျဆေးလုပေးတယ်။၁၅မိနစ်လောက်ကြာတယ်။ပြီးတော့ဆေးအောင်ပေးပြီးပတ်တီးစီးပေးတယ်။စိတ်ထဲမှာအားလဲနေတယ်။ ထူးလဲထူးဆန်းတဲ့ခန်းစားချက်မျိုးဖြစ်မိတယ်။ပြန်ကန်နေကြတော့ဆေးအိုအပီးပေးခဲ့ပြီးနောက်နေတွေဘနဲ့ကျင်းဘလိုလိမ့်မို့တေးချမှပြီးမှပြန်သွားတယ်။အဲ့ဒီတရုတ်ငယ်ချင်းကသူ့နိုင်ငံမှာတော့ဘတ်စကတ်ဘောအသင်းရဲ့ကပ္တိန်အရန်လဲတော်တယ်။ပြောရရင်ကျွန်တော်ရဲ့ပြိုင်ဘက်သူသားဖြစ်ခင်ကျွန်တော်ဆေးသွားလိမ့်ပေးဖို့နေနေသသားလူနာတောင်သွားမိဖြစ်မှာမဟုတ်ဘူး။ခုနကကျွန်တော်ပြောတဲ့ထူးဆန်းတဲ့ခန်းစားချက်ဆိုတာတကယ်တော့မြစ်တာပါ။ကရုဏာတသက်စေနာတသက်နဲ့တတ်နိုင်တာလေးကူညီပေးသွားတာ။ ရိမြတာဆွမ်းကဘလောက်ကြီးတလဲဆိုရင်ကျွန်တော်လိုအစွဲကြီးတဲ့ကောင်အစွဲပြုတ်သွားတယ်။နောက်နောက်ပြည်ကြီးကတရုတ်တွေဆိုပြီးဘဲတော့ခါမှပြုံးထွက်တော့ရိုင်းတဲ့သူတွေတွေ့လဲတအူးတယောက်စီတတ်တတ်ပဲတွေးတော့တယ်။ individualism ကိုနားလည်သွားတယ်။လူမျိုးလိုက်မုန်းဒီဖို့ဆိုတာတကယ်တော့ဘလို့မှတဘာဝမကြသလိုဘလို့မှလည်းမဖြစ်နိုင်ပါဘူး။မုန်းဒီနေတဲ့လူတွေဟာလူမျိုးတိုင်းဘာသာတိုင်းနိုင်ငံတိုင်းမှာ ကောင်းသူနဲ့ဆိုးသူဆိုတာအမြဲရှိတယ်။စင်းလုံးကျော်လူမျိုးစုဆိုတာ ဘယ်တော့မှမရှိခဲ့သလိုဘယ်တော့ခါမှလည်းရှိလာမှာမဟုတ်ပါဘူးဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြသူတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်တာယာချမ်းမြည့်ရဲ့နေ့ရက်ကလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ကျမကတော့စာဖတ်သူဝိုင်းပါ